အားလုံးမင်္ဂလာပါဗျာကျွန်တော်ဒီဟာလေးကတော့ကျွန်တော်စောင့်ရယ်၁၀ချိန်တွင်ပေါ့နော်၁ချိန်တွင်ဆယ်ကျင်းကိုဆယ်ကျင်းမာရဲ့ 24ချိန်မှာရင်ထိုးရမှာဒီ10ချိန်မှာမပေးရင်ကျွန်တော်24ချိန်မှာထိုင်ဆောင်အောင်ရုံပဲဒီကွင်းပေါ့နော်အဲ့ဒီကွင်းကဒါကတော့ကျွန်တော်ဖုန်းနံပါတ်ပါနော်ဒါကကျွန်တော်ဖုန်းနံပါတ်အဲ့ဒါကိုဒီနှစ်ကွက်ရတာပေါ့ဗျာဒီနှစ်ကွက်ရတယ်နော် ဒီနှစ်ကွက်ရရတယ်နောက်တစ်ခုကဒီတကွက်ကလေးပဲကြိုက်တယ်ပေါ့နော်အဲ့သုံးကွက်ကလေးကိုတော့တင်ကွက်ဖြစ်နေကျွန်တော်ရွေးပေးလိုက်မယ်အဲ့ကကျွန်တော်တို့ကဟိုအထောက်ကငါးကက်ရောက်သွားပြီငါးကက်လိုက်မှာနော်ငါးကက်လိုက်ရောက်သွားတဲ့အတွက်ကျွန်တော်ကခွက်ဒီပွဲကိုခွာငါးဆောင်နေတယ်တို့ပြင်မခွာငါးဆင်းမလာဘူးခွာငါးဆင်းမလာဘူးဆိုတော့ငါးကက်လိုက်ဖြစ်သွားတဲ့အတွက်အထောက်ဆောင်ဆောင်လို့တော့မရဘူးနော် ထောက်ဆောင်ထားလို့မရဘူးသူကငါကတ်လိုင်းရခေါ်မွေးပုံစံနေနဲ့ပေးတယ်ရှေ့လေးကတ်မှာအတိအကျပေးထားရင်အဲ့တော့ကျွန်တော်ဒီတစ်ချိန်မှာဒီလိုင်းကိုမပေးရင်ကျွန်တော်တို့ကဒီစခွင်မျိုးမပေးရင်မှတ်ထားပါတော့24ချိန်မှာကျွန်တော်ကထိုင်ဆောင်ပြီးတော့ဟိုးယုံမယ်ကျွန်တော်အစိုးရပြောပါတယ်ဗျာနော်မိုးတောင်မင်္ဂလာပါအဲ့တော့ကျွန်တော်ပြောမယ်ပေါ့နော်ဒီမှာကျွန်တော်တို့ဒီ16လေးမှာဖော်မွေးအောင်သွားတဲ့ခွင့်ဆက်ဒီပဲနော်အဲ့ဒါတွေက ဒီနှစ်ဦးမှာဒီရှေးပေါင်းနှစ်ကိုသူကဒီနှစ်ကိုလည်းသူကကိုးနောက်ပိတ်မူလည်းသူကခြုံရိုက်တာเนาะနှစ်မူရိုက်တာအဲ့ဒီရှေးပေါင်းနှစ်ကသူကဒီနှစ်ကတ်မှာတော့လောက်တာကတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်၅ကြိမ်၆ကြိမ်၇ကြိမ်၈ကြိမ်၉ကြိမ်မြောက်မှာသူကကိုးတွေကစားခြင်းနဲ့တော့ကိုးကြိမ်မြောက်မှာရှေးပေါင်းနှစ်လို့ပြန်ကစားတာအဲ့ဒီလိုပဲဒီကောင်းနဲ့မူထက်တာတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်၅ကြိမ်၆ကြိမ်၇ကြိမ်၈ကြိမ်၉ကြိမ်မြောက်မှာပဲသူရှေးပေါင်းနှစ်ကိုပြန်ကစားတဲ့ကစားခွင့် ကျွန်တော်ကဒီကိုးတွေနဲ့ကိုးငါကက်စီနဲ့ယူတာမြုပ်ထားတဲ့ဟာကိုသဘောကျလို့ပေါ့နော်မြုပ်ထားတာကိုကျွန်တော်ကဖော်ယူတာအဲ့ဒါမျိုးကိုသဘောကျတယ်အဲ့လိုင်းရောက်မဲ့ကျွန်တော်ဒီနှစ်ထဲမှာဒီဒီကနန်းအောင်သွားပြီဒီကနန်းတစ်ချက်အောင်သွားပြီကျန်တဲ့ဟာရှိသေးတယ်ဒီထဲမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီညမှာပြီးခဲ့တဲ့ဟိုကဒီညမှာကျွန်တော်ကတကယ်တမ်းပရိတ်တော့ကိုကျွန်တော်ဒီညသတိမထားမိလိုက်ဘူးဒီညမှာကျွန်တော်ပရိတ်တော့လာကင်လိုက်တာတကယ်တမ်းကသူဒီမှာပေးချသွားတာကျွန်တော်တို့သတိမထားမိလိုက်ဘူးအဲ့မှာ ဲ့ဆိုရင်ဒီရှေးပေါင်းနှစ်ကျွန်တော်ပြောကစားနေသလိုပဲရှေးပေါင်း6ဒီမှာရှေးပေါင်း6ဒီမှာရှေးပေါင်း6သူကလှည့်စားထားတာလို့ကြောင်းပေါ့နော်ရှေးပေါင်း4အဲ့ဒီငါးကက်စီကိုကျွန်တော်ကစားတာပေါ့နော်အဲ့ဒီကောင်တွေကိုလည်းကျွန်တော်ဒီ live show အဟောင်းနဲ့ YouTube channel တွေမှာရှိတယ်ရှာကြည့်ပေါ့နော်ရှာကြည့်ပေါ့ဒါငါးကက်ဆိုတော့ကြတော့ဒါကရှာဖို့ရတာခက်တယ်ခက်တယ်ဆိုတော့အဲ့ဒီရှေးပေါင်း2ကိုကျွန်တော်ပြောခဲ့ပြီးပြီအဲ့ဒီအဲထဲမှာ ထုံးပုံပေကဘာဖြစ်နေလဲဆိုတော့ဒီရှေးပေါင်းနှစ်နှစ်ထဲမှာနှလုံးပေါင်းခုန်လို့ဒီထိတ်တူထိတ်နှလုံးပေါင်းခုန်လို့ကစားတဲ့ဘေးမှာကြတဲ့ထိတ်စီးဟာသူကကျွန်တော်တို့ကဒီကိုးမူနေယူတာသူကကိုးတွေကစားတာကြောင့်ပြည့်တဲ့အတိုင်းပဲဒီထဲမှာကိုးတွေ၄တွေပေါ့နော်ကိုးပါဝါ၄တွေ၆တွေလုံးဝသူကဟိုမျိုးစုံကစားနေတာ မျိုးစုံကစားနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီထဲကိုလိုက်ရမှာအဲ့တော့ကျွန်တော်ကကိုးနောက်ပိန်မှုနဲ့ယူတော့ကိုးပါဝါအဲ့ဒီကိုးတွေကြောင့်ပဲအဲ့ဒီဒီအဲ့ဒီနေထဲမှာခွန်ကစားကွက်ကဒီထိတ်တူထိတ်ထိတ်နှလုံးခွန်လို့ဖြစ်တဲ့ဘေးမှာကြားတယ်ဒီတုံညာခွန်3ဆိုတဲ့တုံညာ3ခွန်ဆိုတဲ့ကနန်းဟာအဲ့ဒီကိုးတွေကြောင့်ပဲသူကနှစ်ဦးပြိတ်နဲ့ပြန်ပေါင်းမှာနော်ဒီကိုးတွေကိုလေနှစ်ဦးပြိတ်နဲ့ကျွန်တော်တို့ပြန်ပေါင်းမယ်ဘယ်လိုပေါင်းမလဲဆိုဒီခွန်နှလုံးပေါင်းတာရေး ဒီတုံညာပရိရေဒီနှစ်ဦးပရိခွန်ရေပေါင်းရင်ခွန်တုံညာခွန်တုံညာခွန်တကက်ပေါ့နော်အပေါင်းခွန်တုံညာခွန်ညီညာချင်းလေးဖြစ်သွားတယ်နော်ခွန်တုံညာခွန်ညီညာချင်းခွန်တုံညာခွန်ခွန်၃ညခွန်အပေါင်း၃ညခွန်အဲ့ဒါကမှဒီနှလုံးခွန်ရေသူကခွန်နေပုံဒီကစားမှာ ဥမောင်တဲ့မောင်ဥမောင်တဲ့မင်္ဂလာပါနော်ဒီနှလုံးခွန်နဲ့ပေါင်းတယ်ဒီတုံညာနဲ့ပေါင်းတယ်ဒီခွန်ပရိတ်နဲ့ပေါင်းတယ်နှစ်ဦးခွန်ပရိတ်နဲ့အဲ့ဒါကခွန်တုံညာခွန်ဆိုတော့၄ရာတယ်အဲ့ဒီ၄ဟာကျွန်တော်တို့ကဒီကိုးမှုနဲ့ကျွန်တော်ကကြည့်အကိုးပါဝါ၄ဆိုပြီးတော့ဘာကြောင့်ကိုးပါဝါ၄လဲဆိုတော့အဲ့ဒီထိတ်စီးကိုသူကဘယ်ရကစားလဲဆိုတော့1 2 3 4 5 6 9 10 9ကိုကြီးမြောက်ကထိတ်စီးကိုသူကပါဝါလှမ်းပြီးတော့ဒီမှာကစားတာ ိုးချင်းမြောက်ကထက်ရှိကိုပါဝါလှမ်းပြီးတော့ကစားတဲ့မူကျွန်တော်တို့ကကစားခြင်းတာအဲ့တော့သူကဒီဒီကိုးနောက်ပိတ်မူတွေကြောင့်ပဲကိုးပါကိုးကိုးချင်းမြောက်ကငါပါဝါတုံညာထိတ်နေဦးဒီခွန်ဖြစ်ချင်းပုံပြီးရဲ့နောက်မှာပါဝါကစားပြီးခါမှာဟာဒီနှစ်ဥပဒေခွန်ရဲ့ဒီတုံညာပဒေရဲ့ဒီခွန်ရဲ့ပုံပြီးကိုပေါင်းလိုက်ရင်ခွန်တုံညာခွန်ဆိုတဲ့ရလက်ဟာဒီကိုးနောက်ပိတ်ကြောင့်ကိုးချင်းမြောက်မှာ ါဝါထိပ်စီကစားတယ်။ကစားပြန်တဲ့၉ပါဝါဒီနှစ်ဥပဒေခွန်ရင်ဒီနာအုံညာပဒေရဲ့ဒီခုနှလုံးခွန်ရင်ပေါင်းတော့ခွန်တုံညာခွန်ဆိုတော့၉ပါဝါ၄ဆိုပြီး तू ကအကပ်ပေါ့နော်။အဲ့ဒီထက်မှဆိုတာ။အဲ့ဆိုရင်ဒုတိယနှစ်မှာလည်းကျွန်တော်ကခွန်လို့ तू ကကစားသွားပြီ။ဒီမှာပြန်ကစားတာ။ခွန်လို့ကစားသွားပြီ။ဒီမှာ ခွန်လို့ကစားတော့လေသူကဒီတိုင်းပဲနှစ်ဦးကဆိုဒီကိုးနောက်ပိတ်ကြီးကြောင့်ပေါ့နော်ဒီကိုးမူယူလိုက်တာဒီကိုးတွေကြောင့်ပဲသူ့ရဲ့ဒီထိတ်စီးလေးဟာတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်ခြောက်ချိန်ခုနှစ်ချိန်ရှစ်ချိန်ကိုးချိန်ကိုးချိန်မြောက်ကကိုးထိတ်စီးပါဝါလေးထိတ်စီးဆိုပြီးတော့သူကပါဝါထိတ်စီးကစားတာကိုးပါဝါလေးထိတ်ဆိုပြီးကိုးချိန်မြောက်ကကိုးပါဝါလေးထိတ်နဲ့ကစားပြီးတော့ဟောဒီဒီခွန်ပုံသေးနဲ့ပေါခွန်ရဲ့ဒီနောက်မှာကြတဲ့ဗရိတ်ရဲ့ ခွန်နှစ်ပရိဆိုတော့နှစ်နဲ့ပေါင်းနှစ်ဥပရိက9ဆိုတော့ခွန်နှစ်9ဆိုတဲ့မှတ်တမ်းလေဒီပုံဒီခွန်ကစားကွက်နော်ခွန်ပရိကနှစ်ဆိုတော့နှစ်ပေါင်းနှစ်ဥပရိက9ဆိုတော့9နဲ့ပေါင်းတော့ညီညာချင်း၄လိုပဲဖြစ်တာအဲ့ဒီ၄ဟာ၉ချိန်ညောင်း၉ပိတ်ညောင်း၉ပါဝါ၄နောက်ပိတ်ဆိုပြီးတော့ तू อ่ะ၄ကိုပြန်ပြီးတော့ပေါင်းချင်းနဲ့ဖြည်တာအဲ့ဆိုရင်တတိယကံမှာလေထိတ်စီနှလုံးခွန်ထိတ်စီနှလုံးခွန်ကဒီမှာဖြစ်သွားပြီ ီမှာနော်ထဲရှိနှလုံးခွန်နော်ဒီမှာနော်ခွန်ပုံသေးခွန်ပုံသေးခွန်ပုံသေးအဲ့ဒီနောက်မှာကြားတဲ့ဒီကနန်းကလည်းဒီထိတ်စီးဟာသူ့အပေါ်၉ချိန်တက်တစ်ချိန်သူကနေ၉ချိန်တက်၁ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်၉ချိန်မြောက်က၉ပါဝါ၄ထိတ်လို့တဲပြီးခါမှာဒီခွန်ရဲ့ဒီမှာကြားတဲ့ဗရိတ်၂ရဲ့ဒီမှာနှစ်ဥပဒေ9ရဲ့ဆိုတော့ဟာဒီနေရာမှာ လေးဖြစ်အောင်လို့ဒီမှာခွန်နဲ့ငါးနဲ့ပေါင်းတော့ခွန်၅ဒီနေ့မှာနှစ်ပရိတ်ထည့်လိုက်ခါမှကျွန်တော်တို့ကဒီနှလုံးထိတ်စီးနှလုံးကခွန်ပုံပြီးထောက်ပြီးတော့ခွန်နဲ့ပေါင်းမယ်သူ့ဘေးမှာကြားတဲ့ပရိတ်နှစ်ရယ်ပေါင်းမယ်နှစ်ဥပရိတ်ကလည်း၅ပဲဖြစ်တဲ့အတွက်ကြောင့်ညီများချင်းလေးလို့ပဲသူကပြန်ပြီးတော့ဖြစ်တယ်နော်အဲ့ဒီလေးတွေဟာဒီကိုးနောက်ပေးရဲ့ပါဝါကိုးချိန်နောက်ကပါဝါကစားခဲ့လို့ကိုးပါဝါလေးနဲ့ဆိုပြီးတွဲတွဲရဲ့ကစားတာအဲ့ဒီ တင့်ကြီးသဘောတရားပေါ့နော်သဘောတရားပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီနေရာမှာခွန်ဖြစ်ခြင်းဆိုပြီးတော့တစတုဒ္ဓကံမှာလည်းသူကကစားပါပြီဒီမှာတော့အကျဉ်းကိုက်ကလေးပရိနှိပရိနှိပရိနှိချင်းချင်းသုံးချင်းတိတိရဲ့ပါဝါအခွန်နှင်းငါနဲ့ဆိုဒီမှာပထမညပရိဖြစ်သွားတာသူကခွန်ပုံသေးနဲ့ထောက်တာလေခွန်လေးချက်ထောက်ထားတယ်ခွန်လေးချက်ပုံသေးတဲ့အထောက်မှာဘေးမှာကစားတဲ့ကစားခွက်အဲ့ဆိုဒီမှာခွန်ပရိဖြစ်လို့ဒီနေရာမှာသုံးညပရိပဲဝင်ပြရတာ ဒီမှာကျတော့ဗရိတ်ငါ၃ချက်မလို့ဒီခုန်ပြစ်ချင်းရဲ့ပြီးမှာဗရိတ်နှစ်၃ချက်နဲ့သူကညှိတာလေပဲကစားတာအဲ့တော့ဒီမှာဗရိတ်၃ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီနေရာမှာခုန်တစ်ချက်ဖြစ်သွားပြီခုန်တစ်ချက်ဖြစ်သွားပြီနော်ခုန်တစ်ချက်ဖြစ်သွားပြီဒီနေရာမှာခုန်တစ်ချက်ရှိတယ်အဲ့ကြောင့်ကျွန်တော်က၁၀ချိန်နဲ့၂၄ချိန်မှာတစ်ချိန်ချိန်မှာကျွန်တော်အောင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ရှိတယ်အဲ့တော့ဒီမှာခုန်တစ်ချက်ရှိပြီဒီမှာ 3ဒီမှာ1ဒီမှာ8ဒီမှာ4ဒီမှာ5ဒီမှာ3ညဒီမှာ4ဒီမှာ8ဒီမှာ3ဒီမှာ5ဒီမှာ1ဒီမှာ8ဒီမှာ5ခွန်ကဒီမှာခွန်နှစ်ချက်ပဲကစားတာသူကဒီ9ကတ်လိုင်းထဲမှာခွန်ပြီဒီကနန်းထိတ်ထိတ်တူထိတ်ကနန်းနှလုံးပေါင်းရင်ခွန်ရဲ့ပုံဒီခွန်ရဲ့ဘေးမှာပုံဒီဆော့နေတဲ့ကစားကွက်ကသူ့အပေါ်6ချိန်မြောက်ကထိတ်စီကိုပါပါကစားမယ်ကစားပြီးရတယ်သူ့နှစ်ဦးပရိင့ဒီကောင်နဲ့ဒီကောင်နဲ့ပေါင်းတော့နှစ်ဦး ကိုနောက်ပေးရဲ့ပါဝါလေးဆိုပြီးပုံစံကစားမှာအဲ့တော့ဒီမှာဘရိတ်သုံးရှိနေတဲ့အတွက်ကြောင့်ဘရိတ်သုံးနဲ့ဒီနေရာမှာခွန်ဆိုတော့တုံညအဲ့တော့ကျွန်တော်တို့ကကိုကိုချိန်မြောက်ကပါဝါထည့်ရှိယူရင်သူကနေ2ချိန်3ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်9ချိန်မြောက်ကဆိုဒီနေရာမှာကျွန်တော်တို့ကခွန်ပါဝါခွန်ထည့်ရှိရှိတော့ခွန်ပါဝါနှစ်ထည့်ဆိုပြီးထည့်မှာအဲ့မှာ9ချိန်မြောက်ကပါဝါထည့်ရှိကစားပြီးသားဖြစ်မှာအဲ့ဒါလို့ကစားကစားပြီးသားဖြစ်တဲ့အချိန်မှာ ဒီနှစ်ဦးကသုံးပရက်ရဲ့ဒီခွန်ရဲ့ပေါင်းတော့သုံးညအဲသုံးညဆိုတော့ကျွန်တော်တို့ကဒီကိုးရဲ့ပါဝါ၄ဆိုပြီးတော့ဒီနှလုံးပေါင်းခြင်းရဲ့ဒီနေရာမှာကြားမဲ့ပရက်ရဲ့နှစ်ဦးပရက်ရဲ့ပေါင်းခြင်းရဲ့၄ဖြစ်ရမှာဆိုတော့ဒီမှာသုံးရဲ့ဒီနှလုံးခွန်ရဲ့ပေါင်းတော့သုံးညကြောင့်ဒီနေရာမှာပရက်လေးဝင်ရမှာအဲ့ဒီပရက်လေးဝင်မှာဒီပရက်လေးဝင်ခါမှာဒီမှာခွန်အပေါင်း၄ နှစ်ဥပဒေက3ဆိုတော့4 4 3မှာညီများချင်းမှာသူက4ဆိုပြီးတော့ပုံပြီး4 5ချက်ကိုကျွန်တော်တို့ကကစားခြင်းတာတကယ်လို့ဒီနေရာမှာမကစားဘူးဆိုရင်တော့ကျွန်တော်တို့ကဒီနေရာမှာပိုင်သေးကျွန်တော်တို့ကကစားရတော့မှာဒီနေရာမှာကျွန်တော်ခွာ9နဲ့ကြိုးရမှာဘာကြောင့်လဲဆိုတော့ငါးကစီကကျွန်တော်တို့အဲ့လိုစောင့်လို့မရဘူးเนาะဟိုအကောင်ပြောတယ်မစောင့်လို့မရလို့ကျွန်တော်ကတင်ပေးလိုက်ခြင်းဖြစ်တယ်ကြိုက်ဟိုလိုမျိုးတယူဇန်နဲ့ခွာ9ကြာမှာရေလို့ကျွန်တော်တို့စောင့်လို့မရဘူးဘာကြောင့်လဲဆိုတော့သူက သူကကစားထားတာမြုပ်ွက်ရှိတယ်အဲ့ဒီကောင်ကိုကစားခင်မှာသူ့ဘုံမှာခွာငားဆိုပြီးပုံသေးခံထားတာသူ့ဘုံမှာခွာငားဆိုပြီးပုံသေးခံထားတာသူ့ဘုံမှာခွာငားဆိုပြီးပုံသေးခံတာခွာငားဆိုပြီးပုံသေးခံထားတာဒီမှာသူခွာငားမကစားထားဘူးတို့ပဲမင်းလေအော်တော့မအော်ဘူးပုံမှန်တော့ကျွန်တော်တို့ကကစားရမှာဒီဆက်ကွက်ကဒီဆက်ကွက်ကကစားရမှာပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီနှစ်ခုံငားနဲ့ဒီနှစ်ကိုတော့ နှစ်ကွက်ကိုကြိုက်တယ်။ဘာကြောင့်လဲဆိုတော့ကြတော့ကျွန်တော်တို့ဒီနေရာမှာဒီလမ်းရနေပဲကျွန်တော်တို့ယူလိုက်ပြီ။ယူလိုက်ပြီဆိုရင်အဒီကငါးကလိုင်းထဲမှာဒါအလုံးလုံးလဲเนาะကျွန်တော်စောင့်နေတဲ့ဘွယ်နေလည်းရှိတယ်။အဲ့တော့ကျွန်တော်ဟိုတလောကကျွန်တော်တို့ပြောတဲ့အတိုင်းပဲကျွန်တော်ဒီနေရာမှာကျွန်တော်နှစ်ငါးခုဆိုပြီး member တွေကိုကျွန်တော်စိုးရိမ်ကြိုးပြောထားဘူးလေเนาะ။သို့မဟုတ်သူကနှစ်ခုငါးဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဗရိတ်လေးမျှော်ခဲ့ဘူးလေဒီနေရာမှာเนาะ။ အမှဒီ20နဲ့20နဲ့တစ်ချိန်မှာကိုထိတ်သူကနေ၄နှစ်ချားလိုက်ရင်ကိုထိတ်၄နှစ်ချားလိုက်ရင်ကိုထိတ်အဲ့လိုကိုထိတ်သုံးချက်ညီပြီးတာ ਨੇ သူ့နောက်က၈တုံညာအတွဲဦး၈ပါဝါ၃တုံညာပါဝါ၅ဆိုပြီးတော့နောက်နှစ်နှစ်ဦးမှာဒေကစားတာအဲ့တော့ကျွန်တော်တို့ဒီမှာကလည်းဒီဒီကိုဝင်နောက်ကနှစ်နှစ်အပူနှစ်နှစ်ပါဝါခွန်ခွန်ဆိုပြီးတော့ဒေနောက်နှစ်မှာနှစ်ဦးမှာကစားတာအဲ့တော့ဒီမှာကလည်းသူနှစ်နှစ်ပူရဲ့ပါဝါခွန်ခွန်ဆိုပြီးတော့ပဲသူကစားတာဒေ ကစားပြီးတာ ਨੇ ကျွန်တော်အဲ့ဒီနှစ်ထဲမှာနှလုံးထောင်ကျွန်တော်ဆွမ်းနာကနှစ်ထိတ်နေတော့နှလုံးအဲ့ဒီတဲ့မှာကျွန်တော်ကဒီမှာပြန်ချိန်ကြည့်တာပေါ့နော်နှလုံးထောင်ထိတ်စီးနှလုံးဆွမ်းနာလို့ကစားကွက်ပေါ့ခွန်ခွန်လို့ဖြစ်တယ်ခွန်ခွန်လို့ဖြစ်တော့ခွန်ခွန်လို့ဖြစ်တော့သူ့ပုံမှာဗရိတ်ခွန်ခံတယ်သူ့ရဲ့အောက်မှာခွန်ခွန်လို့ဖြစ်တယ်ဖြစ်ပြီးကမှသူ့နောက်မှာကြာတဲ့ကနန်းဟာ ူ့အရှိ၃ဘွဲကျော်ကဒီ၃ဘွဲကျော်က6နောက်ပေးကွာ6ထိတ်ဆိုပြီးလှန့်ကူတာလှန့်ကူတာကူပြီးတဲ့အချိန်မှာဟောဒီအကောင်ရဲ့ပြိဿဟာခါကစားတာပြိဿပါဝါခါကစားတာနှစ်ပြိဿပါဝါခွန်ခါဆိုပြီးကစားတာအဲ့ဒါဆဲကွယ်လိုက်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေရာမှာ၃၉၅လို့ထည့်ကြည့်လိုက်ထည့်ကြည့်လိုက်တဲ့အချိန်ဒီမှာခွန်ခွန်လို့ဖြစ်တယ်ဟိုမှာကတည်းကခွန်ခွန်လို့ဖြစ်တဲ့အချိန်မှာပြိဿခွန်ဒီမှာပြိဿ6လို့ တဲပြီးကမှခွန်ခွန်လို့ဖြစ်တယ်ကြံတဲ့ပေါင်းကြီးနေအများကြီးရှိနေတယ်သုံးကစီကတော့ဒီတဲ့တိုင်းလိုသလိုပေါင်းရတာပေါ့နော်နေရာတိုင်းမှာအပေါင်းကရှိတာအပေါင်းလို့ရှိတာအဲ့တော့ကျွန်တော်တို့ဒီမှာသူ့နောက်မှာ395လို့တဲတဲ့အချိန်မှာသူ့ပုံမှာဖရိတ်လေးရှိတဲ့အတွက်ကြောင့်လေးပါဝါကိုခါဒီနာထိတ်စီဟာအဲ့ဒါကျတော့ तू လိန်ထားတာနော်လိန်ထားတာကို तू ကဒီနေရာမှာယူပြီးတော့ဟင်းနားလीနော်တုံညဒီနေရာမှာတုံညကို5ဆိုတော့သူ့ရဲ့ရှေ့၃ပွဲကျော်ကတုံညထိတ်စီဟာ ထိတ်စည်းစုထိတ်ပြီးကူးပြီးတော့ဒီကိုးပါလေးပါဝါကိုးပရိတ်လေးပရိတ်ပါဝါကိုးခါဆိုပြီးတော့တုံညာကိုးတွဲနဲ့ဆယ်ခွင်းလိုက်ထည့်ထားတာနော်အဲ့တော့ကျွန်တော်တို့ဒီမှာခွန်ခွန်လို့ဒီမှာတစ်ခါဖြစ်တယ်အဲ့ဒီနှစ်ထဲမှာပေါ့နော်ဒီမှာခွန်ခွန်လို့ဖြစ်ပြီခွန်ခွန်လို့ဖြစ်တဲ့အချိန်မှာသူကသူ့ပေါ်မှာဗရိတ်ခွန်ဗရိတ်6ဗရိတ်5ဆိုပြီးတည်တယ်တည်တဲ့နေရာမှာကျွန်တော်ဒီဗရိတ်နှစ်ဟာနှစ်ပါဝါခွန်ဒီထိတ်စီးဟာသူ့အပေါ်ရှေ့၃ဘွဲကျော်ကနှစ်ထိတ်စီးဟာ နှစ်ခါဆိုပြီးတော့အနှစ်ထိပ်ဆိုပြီးတော့ကူးရင်နှစ်ခုရှည်ရရတယ်။အဲ့ကြောင့်ကျွန်တော်ကနှစ်ခုငါးကိုတစ်ခွက်ကိုတော့ကျွန်တော်အခုချိန်မှာအောဖို့တော့တိတ်မတင်တော့ဘူး။ခွာငါမကြလာလို့ပေါ့နော်။ဒါပေမဲ့လိုက်ရမှာနော်။ပုံမှန်လေးတော့ထိုးထားပေါ့နော်။ထိုးထားပေါ့။ဒါကျွန်တော်အဖွဲဝင်နေရောကျွန်တော်စောင့်ရင်းလည်းစောင့်ပေါ့။အဲ့ဒီမှာဒီငါးကက်စီမှာကဒီမှာသူကျွန်တော်ရဲ့အတွေ့အကြုံရကဒီဒီ6သုံးပွဲကျော်က6ပိတ်ဟာ6ထိပ် 6ပိတ်ဟာ6ထိတ်လို့ကူးတယ်6ပြီးတော့5စီးညံတော့5ပိတ်ဟာ5ထိတ်ဆိုပြီးတော့ကူးတယ်4ပိတ်ဟာ4ထိတ်ဆိုပြီးတော့ဒီမှာကူးခဲ့တယ်ဒီ3ပိတ်ဟာ3ထိတ်ဆိုပြီးတော့ကူးခဲ့တယ်6 5 4 3မဲဆော်သွားတယ်နှုတ်နှစ်ထိတ်ရံနေတယ်အဲ့ဒီနှစ်ထိတ်ကဟာဒီမှာနှစ်ထိတ်တော့ကြားတယ်တကယ်တမ်းဆိုသူ9ကစီရဖော်မွေးဆိုဒီ3ပွဲကျော်ကဒီနှစ်ပိတ်ဟာနှစ်ထိတ်လို့ကူရမှာမကူသေးဘူးဒီမှာနှစ်မှာလည်းနှစ်လို့မကူသေးဘူးဒီကောင်ကတော့သူတခြား ပေါ့နော်ဒါကသူကမူရီခွက်ထုတ်သွားတဲ့သဘောအဲ့တော့ကျွန်တော်တို့ဒီနေရာမှာရွှေ၃ပွဲကျော်မှာနှစ်ပိတ်လို့ရှိနေတဲ့အတွက်ကြောင့်ဒီရွှေ၃၃ပွဲကျော်ကနှစ်ပိတ်ကိုနှစ်ထိတ်လို့ဖော်မွေးပုံစံအဖြစ်နဲ့ထည့်ရင်ဒီနေရာမှာလည်းကျွန်တော်နှစ်ထိတ်လို့ကစားတင်တယ်လို့ဒီနေရာမှာလည်းကျွန်တော်တို့ကနှစ်ထိတ်လို့ကစားတင်တယ်အခုဒီဒီနေရာမှာနှစ်ထိတ်မကြရင်ဒီနေရာမှာလည်းနှစ်ထိတ်ကစားတင်တယ်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်ဒီ ဒီငါးခန့်စီမှာပေါ်မွေးရ6543ကိုသူကဒီမှာ၃ဘွဲကျော်တွေမှာ6543ထိတ်တယ်ပြေးထားတော့ဒီမှာကျတော့သူကဒီ၃ဘွဲကျော်ကအပိတ်တော့ကူးပဲဆိုပေမဲ့နှစ်မဟုတ်လို့၃ကြီးပဲကူးတယ်အဲ့ဒါဆိုရင်ဒီနှစ်ထဲမှာနှစ်ထိတ်လို့ကစားကွက်ကဒီ၃ဘွဲကျော်ကအပိတ်ကို6543နှစ်ဆိုပြီးငါးကပ်ပြေးအောင်သူထည့်သွားနိုင်လို့ဒီနေရာမှာနှစ်ထိတ်ကလည်းဒီကုန်ရလည်းအာကောင်းလို့ကျွန်တော်ကတင်ပေးခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ လောစေကျွန်တော်ဒီနေရာမှာဒီကဏ္ဍလေးတွေဈေးခွဲယာယီပေါ့เนาะဒါကကျွန်တော်ရွေးပြထားတဲ့ဟာလေးတွေတင်ထိုးခြင်းထိုးပေါ့เนาะကျွန်တော်အကြိုက်ဆုံးလေးတွေနောက်လာတင်ပေးပါပါเนาะအားလုံးပဲမင်္ဂလာပါဗျဒီလောက်ပါပဲနံပါတ်ဝင်ရင်တော့ခြေတစ်ပတ်စာအုပ်တစ်ထောင်ခြေသုံးပတ်စာအုပ်နှစ်ထောင်ခွဲပါเนาะထိုင်းရနေဆိုရင်ခြေတစ်ပတ်စာတတိယခြေသုံးပတ်စာတတ်200ပါเนาะတနည်းတနည်းစာလုံးဆိုရင်ထိုင်းရဆိုရင်ဘတ်တစ်ထောင်မြန်မာပြည်ရဆိုတသိန်းကျပ်ပါเนาะ12ကြိမ်ကျော်မှပဲ ်ကြောင်းပါပဲเนาะအားလုံးမင်္ဂလာပါဗျာ